င်းသာရီတိုင်းတနင်္သာရီမြို့နယ်လေးမိုင်ရွာနယ်ရင်ခန်းချောင်းရွာကလူနေအိမ်ဒီမှာနိုဝင်ဘာလ9ရက်နေ့ကစစ်ကောင်မရှင်တပ်တွေကမိုင်းထောင်ထားခဲ့ပြီးဇဝဲရွာဘက်ကိုပြန်လည်ဆက်ခွာသွားတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ရေးဆရာနေသိရပါဗျ။စစ်တပ်ကအဲ့ဒီရွာတွေမှာသူတို့တပ်ဆွဲနေထိုင်ခဲ့တဲ့လူနေအိမ်တွေကိုမိုင်းထောင်ထားခဲ့တယ်လို့ဆိုပါတယ်။ရွာသားတွေကတိုက်ပွဲမရှိရင်ရွာတွေကိုအတင်းဝင်တာမျိုးတွေရှိပြီး စစ်ကောင်စီဘက်ကထောင်ထားတဲ့မိုင်းတွေရှိသေးတဲ့အတွက်ဒေသခံတွေအနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကနေမြေရှင်းလင်းပြီးမှရွာတွေကိုဝင်ကြဖို့အသိပေးခြင်းနဲ့လို့ဘိုခင်းတပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောပါရယ်စစ်တပ်ကလေးမှန်ရွာမှာတက်ဆဲနေထိုင်စဉ်အတွင်းမှာဒေသခံတွေရဲ့နေအိမ်တွေကိုဖျက်ဆီးဝင်ရောက်တာနေအိမ်တွင်းကစားနပ်ရိက္ခာတွေကိုယူဆောင်တာတွေအပြင်လူနေအိမ်၃လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာလဲဇဝဲအခြေဆိုင်ခမရ956တိုင်ရင်းကနေအင်အား30လောက်ရှိတဲ့စစ်ကြောင်းဟာလေးမှန်ရွာဘက်ကိုပြန်လဲစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေစီကနေသိရပါတယ်ရှင်။ စကိုင်းတိုင်းမုဒလင်မြို့နယ်ဇီကုန်းရွာကနေထွက်လာတဲ့အင်အား200လောက်ရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတက်ပြန်ဆုတ်သွားတယ်လို့ဒေသတွင်းတော်လှန်ရေးတပ်တွေကနေသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကနေစတင်ပြီးဇီကုန်းရွာမှာတက်ဆွဲနေတဲ့စစ်ကြောင်းဟာနိုဝင်ဘာလ9ရက်နေ့ကရွာပြင်ထွက်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါဗျ။ ဒါအပြင်နိုအော်တိုဘာလ29ရက်နေ့ကနေစတင်ပြီးစစ်ကော်မရှင်စစ်ကြောင်းကတော်လန်ရေးတက်တီထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာတာကြောင့်ဇီတော့ရွာအပြင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်ကြဆုံးသူတွေရှိခဲ့တာကြောင့်ဇီတော့ရွာတွေကိုပြန်ဝင်သွားခဲ့တယ်လို့သိရပါတယ်။ရွေးကောက်ပွဲအတွက်ပြည်သူတွေကိုမဲဆွယ်ဖို့လာတာဖြစ်နိုင်ပြီး PDF တွေကိုရည်ရွယ်တာဆိုရင်တော့ကျေးရွာတွေကိုမီးရှို့တာပြည်သူတွေကိုတပ်ဖြတ်တာတွေလှုံ့ဆော်လေးရှိရဲလို့ SRF တပ်ဖွဲ့စီကနေသိရပါဗျာ။ စစ်ကောင်မရှင်တက်ကတက်ဆွဲထားတဲ့ဇီတော့ရွာဘူးတလင်းနဲ့မုံရွာအဆက်ကပြူစောတိရွာဖြစ်ပြီးနိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးဒေသကာကွယ်ရေးတပ်တွေကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါပါတယ်ရှင်။စစ်တပ်ရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်အော်တိုဘာလအတွင်းမှာအမျိုးသမီး80သေဆုံးပြီးအယောက်80ထိခိုက်ဒဏ်ရာရရှိတယ်လို့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာမြမအမျိုးသမီးတမတ်က BWU ကသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီတေဆုံးတဲ့တဲမှာလေချောင်းတိုက်ခိုက်မှုကြောင့်56ယောက်လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့်10ယောက်မတရားတပ်ဖြတ်ခံရမှုကြောင့်9ယောက်မြေမြုပ်မိုင်းကြောင့်10ယောက်နဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်10ယောက်တို့ပါဝင်ပါတယ်ဒဏ်ရာရရှိတဲ့အထက်မှာတော့လေချောင်းတိုက်ခတ်မှုကြောင့်68ယောက်လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့်9ယောက်မတရားတပ်ဖြတ်ခံရမှုကြောင့်1ယောက်မြေမြုပ်မိုင်းကြောင့်3ယောက်နဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်4ယောက်ပါဝင်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့စစ်တပ်အာဏာသိမ်းချိန်ကနေစပြီးလက်ရှိအချိန်ထိ9နှစ်တာနီးပါးကာလမှာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်နေတဲ့အတွက်အမျိုးသမီးတွေလည်းနေစဉ်နဲ့အမျှအသက်ဆုံးရှုံးနေရတယ်လို့ဆိုပါရရှင်။ နမကြီးတယောက်ဆောင်ဖိုးဖွေးကိုအာနာသိန်းစယုတ်စုကရွေးကောက်ပွဲဝါရဖြန့်ရိုက်ကူးရေးတွေမှာမပါဝင်လို့ခေါ်ယူမေးမြန်းနေတယ်လို့အမှုပညာတိုင်ဝန်နဲ့နေဆက်သူတွေကနေသိရပါဗျ။ပြင်းဦးလေမျိုးမှာဇက်ကားရိုက်နေတဲ့ဖိုးဖွေးကိုစစ်ကောင်စီဘက်ကလာခေါ်သွားတယ်လို့ဆိုပါရယ်ဖိုးဖွေးခေါ်စစ်ဆေးခံရတာတေးချပြီးတော့ရိုက်ကူးရေးလုံနေတော့လာခေါ်သွားတယ်လို့အမှုပညာအတိုင်းမောင်းနဲ့နီဆက်သူတယောက်ကအတည်ပြုထားပါရယ် စေအုပ်စုကအနုပညာရှင်တွေကိုရွေးကောက်ပွဲဝါရဖြန့်ကမ်ပိန်းတွေမှာနိုဝင်ဘာလ9ရက်နေ့နောက်ဆုံးထားပြီးပါဝင်ဖို့ညွှန်ကြားထားပေမဲ့အလင်းရောင်နဲ့ဖူးဖေးကနိုဝင်ဘာလ9ရက်နေ့ညနေအထိဆက်သွယ်လို့မရဘူးလို့စစ်တပ်လော်ဘီကြော်မျိုးမင်းကပြောထားပါဗျ။နိုဝင်ဘာလ6ရက်နေ့ညမှာပဲဖူးဖွေးပြန်လဲလွမြောက်လာခဲ့ပြီးအလင်းရောင်ဖန်းစည်းခံရတဲ့ဆိုတဲ့သတင်းတွေကတော့အင်တာနက်လူမှုကွန်ရက်ဆာမျက်နှာတွေမှာပြန့်နှံ့နေပေမဲ့အဲ့ဒီသတင်းအချက်အလက်နဲ့ပတ်သက်ပြီးတော့ DVB ကတော့ဆက်လက်စုံစမ်းမေးမြန်းနေဆဲပဲဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းနဲ့အနောက်ပိုင်းမှာနှွေမာလာ6ရက်နေ့ည8နာရီမှာနှွေဦးတော်လည်ရေးကိုတရုတ်နိုင်ငံကဂျားဝင်စွတ်ဖတ်တာကိုစန့်ကျင်တဲ့အနေနဲ့တန်မုံ TV သွေးသစ္စာသတင်းကိုတီဆိုကဆန္ဒပြကြရည်လို့မြို့ခန့်တွေကပြောပါရယ်မိုးကုံမြို့အရှိပိုင်းရောအနောက်ပိုင်းမှာပါမြို့ခံတွေကညင်ညင်ညွတ်ညွတ်နဲ့ဆန္ဒပြကြတာဖြစ်ပြီးတန်ပုံဒီသွေးသစ္စာတချင်းတီးဆိုခဲ့ကြရတယ်လို့မြို့ခံတအူးကပြောပါရယ်မိုးကုံမြို့ကို TNL ကစစ်ကောင်မရှင်တက်စီကိုတီး တရုတ်ကြားဝင်စစ်ဆက်ပေးမှုနဲ့ပြန်လည်ပေးမယ်လို့အော်တိုဘာလ29ရက်နေ့မှာကြေညာခဲ့ပါတယ်။အဲ့ဒီကြေညာပြီးတဲ့နောက်ပိုင်းမှာတော့မိုးကုံမြို့ခံတွေအနေနဲ့အရင်စစ်တပ်အုပ်ချုပ်တဲ့ကာလကိုပြန်ရောက်သွားသလိုခံစားရပြီးမြို့ခံတွေအားလုံးစိတ်ညစ်နေကြတယ်လို့မိုးကုံအရှိပိုင်းမြို့ခံတူက DVV ကိုပြောပါတယ်။မိုးကုံမျိုးကနေ TNL တက်တည်နိုဝင်ဘာလ25ရက်နေ့မှာပြန်လည်ဆုတ်ခွာမှာဖြစ်ပြီးလက်ရှိအချိန်ထိတော့မြို့ထဲနေရာတွေမှာ TNL တက်တည်ရှိနေသေးပဲလို့သိရပါပါရှင်။ အာနာရှင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့တမတ်ဒေါက်တာနေဆိုးမောင်ကိုနိုဝင်ဘာလ6ရက်နေ့ကပြည်ကြီးတကောမြို့နယ်ရဲစခန်းကဆက်သွယ်ရေးဥပဒေပေါ်မှ66ဂါကြီးနဲ့ထပ်မံအမှုဖွင့်ပြီးရုံးတင်လိုက်တယ်လို့တရားရုံးနဲ့နှိဆက်သူတွေကလည်းသိရပါဗျ။အင်းစိန်အချင်းတောင်ကလည်းနိုဝင်ဘာလ၄ရက်နေ့ကအိုးဘိုအချင်းတောင်ကိုပြောင်းရွှေ့ပြီးပေါ်မှ66ဂါကြီးအတွက်ထောင်ရင်းတရားရုံးမှာဆက်လက်စစ်ဆေးနေတယ်လို့တရားရုံးနဲ့နှိဆက်သူတယောက်ကပြောပါဗျ။ ပြည်ကြီးတော်ရဲစခန်းကဆက်သွယ်ရေးဥပဒေပေါ်မှာ66ကားကြီးနဲ့အမှုထောက်ဖွင့်လို့၄ရက်နေ့ကအင်းစိန်ထောင်ကနေဥပုထောင်ကိုပြောင်းရွှေ့လိုက်တယ်လို့ပြောတာပါ2025ခုနှစ်ဇန်နဝါရီလကပုံမှန်905ကာကြီးနဲ့ထောင်3နှစ်အမိတ်ချမှတ်ခံထားရတဲ့ဒေါက်တာနေဆိုးမောင်ကိုလက်ကျန်အမှုတွေစစ်ဆေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဧပြီလအတွင်းကအင်းစိန်ထောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့2024အောက်တိုဘာလ23ရက်နေ့ကရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မှာနေထိုင်တဲ့ဒေါက်တာနေဆုမောင်ကိုစစ်ကောင်စီကပြည်ကြီးတကွန်မြို့နယ်မှာဖမ်းဆီးပြီးပုံမှန်52ကကြီ124ကကြီပုံမှန်905ကကြီပုံမှန်33ကကြီနဲ့ကနအူအမှုဖွင့်ခဲ့ပေမဲ့ပုံမှန်905ကကြီနဲ့ပဲအမိန့်ချထားတာဖြစ်ပါတယ်ဒေါက်တာနေဆုံးမှာမင်္ဂလာရုံဆေးရုံအုပ်ကြီးနဲ့အငိမ့်စားဘုံမူကြီးတယောက်ဖြစ်ပြီးတော့သူ့ရဲ့ဖခင်ကတော့ဘုံမူချုပ်တင်ဆိုင်ဖြစ်ပါရှင်။ မန္တလေးမြစ်ကြီးနားလမ်းမိုက်မှာစစ်ကောင်မရှင်တက် KIA နဲ့ PDF gate တွေအဲ့ဒီ gate တွေကိုကုန်တင်ရင်းတွေဟာလမ်းကြီးသိမ်းရာနဲ့ချီပြီးပေးဆောင်နေရတယ်လို့ကုန်တယ်နဲ့ရင်မောင်းနေရပြောပါရယ်မန္တလေးကနေမြစ်ကြီးနားအထိကုန်မျိုးစုံကိုတရားဝင်အခွန်ဆောင်ထားတဲ့ရင်တစည်းကိုလမ်းကြီးသိမ်း160နီးပါးကုန်ကြပြီးမြစ်ကြီးနားကနေမန္တလေးပြန်ဆင်းလာတဲ့ကုန်တင်ရင်းတစ်စင်းကိုလမ်းကြီးသိမ်း100ကျော်ကုန်ကြတယ်လို့ဆိုပါရယ် ဂိတ်တွေကလမ်းကြီးတင်းချီတောင်းနေတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ဂိတ်ကြီးရှော့ကောက်ဖို့ကုန်သည်နဲ့ရင်မောင်းနေတာပြောကြပါဗါတော်လန်ရေးတက်ဂိတ်တွေရောစစ်တပ်ဘက်ကဖွင့်ထားတဲ့ဂိတ်တွေရောအားလုံးပေါင်းလိုက်ရင်ဘီလက်မြေကုန်တမျိုးတဲ့အတွက်320ကုန်ကြတယ်လို့ကုန်သည်တယောက်ကပြောပါဗါ မိုးညင်းနဲ့မြေကြီးနားကြားကလမ်းကြီးကောက်တာတွေကပိုဆိုးလာရလို့လဲဆိုပါတယ်။ဒါအပြင်ပြူစော်တီအဖွဲတွေကလည်းမင်းမှုတမျိုးတည်းမှာဂိတ်6ဂိတ်လောက်ရှိပြီးတဂိတ်ကို3သိန်းပေးရကြောင်းနဲ့ထီဆောင်တဲ့အလကပကြားမှာလည်း3သိန်းကနေ9သိန်းထိပေးရတဲ့ဂိတ်9ဂိတ်ရှိတယ်လို့သိရပါတယ်ရှင်။ တိုင်ဖုန်းမုန်တိုင်းကာမီဂီယာလက်ရှိမှာတော့အပူပိုင်းမုန်တိုင်းကာမီဂီအဖြစ်နဲ့အားရော့သွားခဲ့ပြီးလာအိုနိုင်ငံကုန်းနှမိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်နေရလို့စစ်ကောင်စီလက်အောက်ခံမိုးစလာကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီတိုင်ဖုန်းမုန်တိုင်းရဲ့အရှိန်ကြောင့်တနင်္လာရီတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့သခိုင်းတိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာနေရာကွက်ကြမန္တလေးတိုင်းမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကျကျ နေပြည်တော်ရန်ကုန်ပဲခူးအေယာဝတီကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာနေရာစိတ်စိတ်နဲ့ကြံတိုင်းတဲ့ပြည်နယ်တွေမှာတော့နေရာအနှံ့အပြားမိုးထစ်ချုံရွာမယ်လို့ဆိုထားပါဗျ။ဒါအပြင်ပဲခူးအေယာဝတီနဲ့တနင်္သာရီတွေမှာမိုးတိမ်တောင်တွေဖြစ်ထုံးမှုအားကောင်းနေပြီးမိုးတိမ်တောင်ရွေရှားရနေရာတလျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခိုက်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလားကထုတ်ပြန်ထားပါတယ်ရှင်။ စကိုင်းတိုင်းအတွင်းအစစ်မြေပြင်ကိုကုမှာနိုဝင်ဘာလပထမပတ်ကနေစတင်ပြီးစစ်ကော်မရှင်ကအင်အားဖြည့်တင်ပြီးထိုးစစ်ဆင်နေရာကြောင့်တိုက်ပွဲတွေဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်ဒေဆုံးတာတွေရှိရလို့မြေပြင်ဒေါ်လာရေးတက်ဖွဲ့ဝင်တွေဆီကနေသိရပါဗျ။စကိုင်းတိုင်းအတွင်းအတောင်ပေါ်စစ်မျက်နှာပြင်၅ခုနဲ့မြေပြင်စစ်မျက်နှာပြင်၄ခုမှာတိုက်ပွဲတွေဖြစ်ပွားနေပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ဖက်ကထိခိုက်ဒေဆုံးသူတွေရှိခဲ့ပြီးတော်လန်ရေးတပ်ဖက်ကတပ်ဖွဲ့ဝင်24ယောက်အသက်ပြီးဆက်ခဲ့ရတယ်လို့သိရပါဗျ။ စစ်မျက်နှာပြင်6ခုမှာတပြိုင်တည်းတိုက်ပွဲတွေဖြစ်ပွားနေပြီး MBD တော်လှန်ရေးတပ်ဖွဲ့ဝင်24ယောက်စစ်မြေပြင်မှာပဲအသက်ပေးဆက်ထားရတယ်လို့ MBD တော်လှန်ရေးတပ်ဖွဲ့ကောင်ဆောင်ဘုံမိုက်ခဲကပြောပါရယ်လက်ရှိမှာလည်းအဓိကတိုက်ပွဲဖြစ်ပွားတာများတဲ့နေရာတွေကိုနေမြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အကောင်ဆုံးနဲ့အတက်နိုင်ဆုံးစူးစမ်းနေတယ်လို့ပြောပါရယ်လုံချုံရေးအတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုတော့အတိအကျဖော်ပြလို့မရဘူးလို့ဆိုပါရယ် အညာဒေသကိုစစ်ကော်မရှင်တပ်တွေအင်အားဖြည့်တင်တာတွေဇက်တိုက်လှုပ်ဆောင်နေပြီးဒေသခံပြည်သူတွေကိုနေချောင်းရံသတိပြုကြဖို့တော်လိုင်းအင်အားစုတွေကသတိပေးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါပါရှင်။